Rice Reading Hub ကနေပြီးတော့မင်္ဂလာပါလို့ကျေးဇူးနှုတ်ဆက်လိုက်ပါတယ်အခုတစ်ခေါက်မှာတော့ဆီယမ်မောင်မင်းတိန်းဆက်မှုတက္ကသိုလ်ဘာသာပြန်ဆိုထားတဲ့ Starbucks ၏အတွေ့အကြုံတာမန်မှထူးခြားမှုတို့ပြောင်းလဲခြင်းအတွက်အခြေခံသဘောတရား၅ခုစာအုပ်ထဲကအကြောင်းအရာများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Starbucks ဒီပြိုင်ဘက်ကင်းသော model ပုံစံတစ်ခုကိုဖန်တီးခြင်းတွင်အောင်မြင်ခဲ့သည်ယင်း model ပုံစံကပါတနာများ၏ဖန်တီးနိုင်သောစွမ်းအားနှင့်သူတို့ပြုလုပ်သောအရာတိုင်းတွင်နှိမ့်မြှုပ်ဆောင်ရွက်ရန်အဆင့်အလုံးတွင်ပါတနာများကိုအားပေးသည အတွေ့အကြုံ6အခြေခံသဘောတရား1ကိုရေးဟုမှတ်ပါလေ make it your own မိမိကိုယ်တိုင်ကကြီးမားလာတဲ့ကိစ္စတရက်ဖြစ်တတ်မှတ်ထားတဲ့အကြောင်းအရာတစ်ခုအတွက်အသုံးချခံ ဖြစ်နေရတဲ့အနေအထားမိမိပျော်ရွှင်ရေးအတွက်ကမ္ဘာလောကကြီးကပံ့ပိုးဆောင်ရွက်ပေးမှုမပြုလို့ညှိတွားနေတဲ့အပူတွေအတ္တသမားယောဂတဲ့ငတုံးတယောက်ဖြစ်ရတဲ့အစားတဘာဝရဲ့အင်အားတရက်ဖြစ်ရတာကဘဝရဲ့ပျော်ရွှင်မှုအစင်မှန်ပါပဲကြော့ဘာနက်ရှော့ ကုန်ပစ္စည်းပိုင်ဆိုင်ခြင်းနဲ့ကိုယ်ရေးဟုမှတ်ယူခြင်းယနေ့ခေတ်စီးပွားရေးလုပ်ငန်းကောင်းဆောင်များသည့်လှုပ်ရှားမှုများမှတဆင့်ရိုးစင်းစွာပြုတ်ပြတ်သွားခြင်းထက်စာလျင်သူတို့အလုံးနှင့်အပြည့်အဝချိတ်ဆက်မိနေသောသူတို့ဝန်ထမ်းများကိုအလိုရှိကြသည်မကြာခဏဆိုသလိုဝန်ထမ်းများအနေဖြင့်သူတို့၏ကြိုးပမ်းမှုများသည့်အဖွဲ့အစည်းအောင်မြင်ရန်မြည်တို့ကူညီသည်ကိုမသိရှိကြကြအလားတူစွာဝန်ထမ်းများသည့်စီးပွားရေးလုပ်ငန်း၏အောင်မြင်မှုသည်သူတို့နှင့်မိတို့ဆက်ဆက်နေသည်ကိုမသိရှိကြကြ ရင်းတို့ဆက်ဆက်သောပုံစံရှိနေရခြင်းမှာများသောအားဖြင့်ထိပ်ပိုင်းစီမံခန့်ခွဲသူများသည့်အပြည့်သဘောဆောင်သောအကျိုးသက်ရောက်မှုကိုဝန်ထမ်းဖွဲ့ဝင်များအားပြသရန်အောက်မြင်သောကြောင့်ဖြစ်သည်ကုမ္ပဏီအများစုများကဲ့သို့ Starbucks ၏အလုပ်တဲရှိအပြန်အလှန်ဆက်သွယ်မှုတိုင်းတွင်စီးပွားဘက်ပါဒနာများ၏ပြင်းပြသောစိတ်အားထက်သန်မှုများနှင့်ပင်ကိုပါရမီများကိုအပြည့်အဝချိတ်ဆက်ရန်ယင်း၏ပါဒနာများကိုဖိတ်ခေါ်ရန်နီးလန့်များနှင့်နှပန်းလုံနေရသည်။တစ်ချိန်တည်းတွင်စီးပွားဘက် တဦးချင်းစီ၏ကွဲပြားခြားနားမှုများကိုဖောက်တဲ့များအတွက်ရေဘူးရအားဖြင့်တူညီသောအတွေ့အကြုံတစ်ခုအဖြစ်သို့ပေါင်းစပ်မှုကိုခေါင်းဆောင်မှုအပိုင်းမှာအသေးချာဆောင်ရွက်ရမည်ဖြစ်သည်ရင်းရေးကြည့်သောအချက်နှချက်အကြားချင်းချင်းမှုကိုရှာဖွေတော်လဲတခါတရံတွင်ရင်းတို့သည်ကွဲလွန်မှုရှိသည်ခေါင်းဆောင်မှုတာဝန်ဝတ္တရားများသည်ကိုယ်ယူကရနိုင်လာသည်တို့ရတွင်ရင်းခြေကန်သဘောတရားဖြစ်သော ကိုရေးဟုမှတ်ပါလိမ့်မှတစဉ် Starbucks သည်ပြိုင်ဘက်ကင်းသော မော်ဒယ်ပုံစံတစ်ခုကိုဖန်တီးခြင်းတွင်အောင်မြင်ခဲ့သည် ရင်းမော်တဲ့ပုံစံကပါတနာများ၏ဖန်တီးနိုင်သောဆွမ်းအားနှင့်သူတို့ပြုလုပ်သောအရာတိုင်းတွင်နှိမ့်မြုပ်ဆောင်ရရန်အစဉ်အလုံးတွင်ပါတနာများကိုအားပေးသည် Starbucks ရှိခေါင်းဆောင်များသည်ဖွဲ့စည်းမှုပုံစံတစ်မျိုးကိုပံ့ပိုးခဲ့သည်ယင်းသည်ပါတနာများကိုယ်တိုင်သူတို့အလုပ်ကိုစူးစမ်းဆောင်ရွက်ရန် ခွင့်ပြုထားသည်ဤဒီမှာပါတနာများအနေဖြင့်ဒဏ္ဍာရီဆန်းဆန်းထင်ရှားသောနည်းလမ်းများတွင်ဖောက်သည်များကို စေ့စော်ပေးနိုင်သည်ခေါင်းဆောင်များသည်ယင်းကို5 ways of being ဟုခေါ်သည် နီလန်း၅သွေးဟုအတိပ္ပယ်ရသည်၁ကြိုဆိုပါ၂စစ်မှန်မှုရှိပါ၃ထဲတွင်းစဉ်းစားပါ၄ဘုဒ္ဓအကြမြင်များပါ၅ပါဝင်ပတ်သက်ပါယင်းယူဆများကိုပြန်လည်အားဖြင့်ရန် Starbucks စီမံခန့်ခွဲမှုသည်ကမ်းစားဆောင်တစ်ခုကိုစီစဉ်ခဲ့သည်ယင်းလက်ကမ်းစားဆောင်သည်ပါတနာ၏ရှေးဘုံကားစီအိတ်တွင်တည်တည်တတ်တတ်ထည့်ထားရန်လိုက်ဖက်သည်ယင်းသည် Green Apron Book ကိုကိုးကားရည်ညွှန်းထားသည်ယင်းစာအုပ်သည်ဖောက်တဲ့များနှင့်ဆက်ဆံမှုများ ဟုတ်တယ်များနဲ့ပြန်လည်ဆက်သွယ်မှုအချိန်မီကိုပုံကိုတူးခြင်းအလိုက်မိတို့ဆောင်ရမီကိုထင်ရှားသောအိုင်ဒီယာများကိုပေးသည် Tom Brown E Bankstock.com အတွက်စောင်းပါတဲ့ပုတ်တွင်ကမ္ဘာအနှံပြားရှိလက်ဒီမန်လုပ်ငန်းအဖြေရှားရာတွင်လုပ်ငန်းခေါင်းဆောင်တူးဖြစ်သူ NCBSE တင်နန်းဆိုင်ရာအကြံပေးပုဂ္ဂိုလ်အကြီးအကဲဖြစ်သူ David M Martin က Starbucks 5 Ways of Being နှင့်ရှင်လျက် Green Apron Book နှင့်ပတ်သက်၍ဤသို့ဖော်ပြခဲ့သည် Starbucks ၏အဓိကအတွေးခေါ်များကိုအတူဆုံးအရှင်းဆုံးနှင့်အချုပ်ကိုဖော်ပြထားသည်အချိန်နှဲငယ် coffee ကိုနည်းနည်းချင်းစီစုပ်တော့ဖို့တင်ရက်လိုက်ရင်ရင်းကိုဖတ်ဖို့အချိန်၅မိနစ်ရသည်ရင်းကိုစဉ်းစားကြည့်ပါအနှစ်သာရအနည်းဖြင့်ရင်းစာအုပ်တွင်ပါရှိသောအခြေခံသဘောတရားများနှင့်အတွေးခေါ်များမြည်သို့အရေးပါသည်ကိုကုမ္ပဏီကရင်း၏ဝန်ထမ်းများကဲ့သို့ marketing ပြုလုပ်ခြင်းပင်ဖြစ်သည် Starbucks ကောင်းဆောင်မှုသည်အကောင်းမြင်သောတင်စကားကိုစာအုပ်ထဲတွင်ထည့်သွင်းတိဆောက်ထားသည်ဟု ဒေးဗစ်ကဖော်ပြသည်ဖန်တီးရန်သူတို့မျှော်လင့်ထားသောပတ်ဝန်းကျင်များနှင့်ပံ့ပိုးကူညီရန်သူတို့တွန်းအားပေးသောဒန္တာရီဆန်သောဝန်ဆောင်မှုတို့၏အခြေခံသဘောတရားများကိုလမ်းညွှန်မှုပေးထားသည်ယင်းသည် Starbucks ၏အကောင်းဆုံးကောင်းဆောင်မှုဖြစ်သည်မျှော်လင့်မှုကိုပေးစွမ်းသောစိတ်ဓာတ်နှင့်အတူဆွဲဆောင်မှုရှိသောနည်းလမ်းတစ်ခုတွင်ပံ့ပိုးထားသောရိုးစင်းသောညွှန်ကြားမှုပါရှိသည် Starbucks အနေဖြင့်အနှိုင်းမဲ့သောသူ့ကိုယ်ပိုင်အရေးအနေဖြင့် Starbucks အတွေ့အကြုံကိုဖော်ဆောင်မှုပြုလုပ်ရာတွင်ဝန်ထမ်းအဖွဲ့သားများကိုဒီသို့လမ်းညွှန်ထားကြောင်း Green Apron Book ကိုကြည်ကြပါစို့လူတွေဟာအတိအမှတ်ပြုခံလို့ကြတယ်သူတို့ဟာတနည်းနည်းနဲ့အခမ်းအနားပါဝင်ဆင်နွှဲလို့ကြတယ်ပြီးတော့လူမှုအတိုက်မြုံတစ်ခုကိုပိုင်ဆိုင်နိုင်တဲ့နေရာတစ်နေရာကိုသူတို့လိုရှိကြတယ်အဲ့ဒီအတိုက်မြုံကငွေရှာတဲ့စီးပွားရေးလုပ်ငန်းတသက်တက်စာရင်းတစ်စုံတရာအတွက်ရည်တည်ပါတယ်အတွေ့အကြုံခုနှစ် ကြိုဆိုပါ Starbucks တွင်ကြိုဆိုခြင်းသည်အပြုသဘောဆောင်သောစတင်မှုပြုလုပ်ရန်ဖောက်သည်ဤလေဘတ်ချင်းရရှိရန် မရှိမဖြစ်လိုအပ်သောနေလန်တစ်ခုဖြစ်သည်ယင်းသည်နှွေးထွေးပြီးတက်တောင့်တက်တာရှိသောပဝန်းကျင်ကို ဖန်တီးပြုလုပ်ပေးခြင်းအတွက်အခြေခံအုံမြင့်တဲ့ဖြစ်သည်ကြိုဆိုခြင်းကပါတနာများကိုဖောက်သည်များနှင့်စီနာမှုတစ်ခုကိုဆွမ်းဆောင်ပေးသည်ဤသို့ဖြင့်မကြာခဏလာသောဧည့်သည်များသည်ပုံမှန်လာသူများဖြစ်လာမည်ထို့သူများသည်ဖောက်သည်များဖြစ်လာမည်ဖြစ်သည် အရေးပါသောဖောက်တဲ့မိကုံများစွာကိုစီးပွားရေးလုပ်ငန်းအပြန်အလှန်ဆက်သွယ်မှု၏ပထမဆုံးတွေ့ဆုံသောအချိန်ကာလများတွင်ဖြည့်ဆူကြသည်ကျွန်တော်ကိုတီးဖို့ဝန်ထမ်းအဖွဲ့ဝင်တွေကဂိူးဆိုင်ရလားသူတို့ကျွန်တော်ကိုတရိယာရလားကျွန်တော်ရဲ့လိုအပ်မှုတွေကိုသူတို့ဂိူးဆိုင်မှာလားရင်းချက်များသည့်ကုမ္ပဏီကစီးပွားရေးလုပ်ငန်းဖြစ်လို့သောလူတိုင်းအတွက်အဓိကပတ်သက်နေသော အချက်များဖြစ်ကြောင်း Starbucks စီမံခန့်ခွဲမှုကအတိအမှတ်ပြုထားသည် ဖောက်တဲ့များသည့်အရေးပါကြောင်းသူတို့သိရှိရန်ကြိုးစွခြင်း အတွေ့အကြုံဖန်တီးခြင်းကိုခေါင်းဆောင်မှုအပိုင်းမှာအာရုံစိုက်ကြသည် Starbucks International ဥက္ကဋ္ဌဖြစ်သူ Martin Coles ကဤသို့ဆိုသည်လူတွေဟာတိမတ်ပြုခံလို့ကြတယ်သူတို့ဟာတနည်းနည်းနဲ့အခမ်းအနားပါဝင်ဆင်နွှဲလို့ကြတယ်ပြီးတော့လူမှုအတိုင်းမျိုးတစ်ခုခုကိုပိုင်ဆိုင်နိုင်တဲ့နေရာတနေရာကိုသူတို့လူရှိကြတယ်အဲ့ဒီအတိုင်းမျိုးကငွေရှားတဲ့စီးပွားရေးလုပ်ငန်းတသက်သက်စာရင်တစုံတရာအတွက်ရည်တည်ပါတယ်အားလုံးနဲ့ဆိုင်ပြီးအလုံးလုံးတဲ့အရာနဲ့ကျွန်တော်တို့ကုမ္ပဏီရှိအရာဟာ the third place တတိယနေရာကပေါ်ပြပါတယ်အနှစ်သာရအနည်းဖြင့် Starbucks စီမံခန့်ခွဲမှုအဖွဲ့သည်ကျိုးဆိုခြင်းကိုလူတိုင်းအားပိုင်ဆိုင်ခြင်းဆိုင်ရာခံစားမှုကိုပေးစွမ်းခြင်းဟုအတိပယ်ဖွင့်သည်စီဘဘက်ပါတနာများသည်သူတို့၏တတိပုဂ္ဂလဘင်ကိုဆွမ်းရည်များနှင့်အတိပညာဘူးတုဒ္ဒများကိုအသုံးပြုနိုင်ကြောင်းနှင့်အသုံးပြုသင့်ကြောင်းခေါင်းဆောင်များကအာရုံစိုက်ထားသည်လူတွေကဦးစားပေးမှုတစ်ခုဟုခံစားနိုင်သောနေရာတစ်ခုကိုပါတနာများကဖန်တီးရန်ဖြစ်သည်အနည်းဆုံးချိန်ကာလတစ်ခုအတွင်း လူများ၏နေတောက်ပနိုင်သောနေရာတစ်ခုကိုပါတနာများကဖန်တီးရန်ဖြစ်သည်ယင်းတွေ့ကြုံသည်ဖောက်သည်အများစုက Starbucks တဲမှာရှာဖွေသောအရာပင်ဖြစ်သည်ထို့ကြောင့်ဖောက်သည်များကိုပါတနာများနှင့်အပြည့်အဝချိတ်ဆက်ထားသောနေရာအလုံးတွင်တသမတ်ထဲကြိုဆိုရမည်ဖြစ်သည်ယင်းမျှော်လင့်ထားမှုကိုစိတ်ထဲတွင်ထားရှိလျက်ပါတနာများအနေဖြင့်တွေ့ဆုံခြင်းများဖိတ်ခေါ်ခြင်းပြုလုပ်ရန်ယင်းတို့ကိုယ်ပိုင် ပြင်ပကင်းသောပုံစံ style အသုံးပြုရန်ခေါင်းဆောင်များကအားပေးထားသည် အမိနှင့်ဖိတ်ခေါ်ခြင်းအမိနှင့်တကွာလူများကိုကြိုးဆိုခြင်းနှင့်သူတို့ကိုအလဲပတ်လာရောက်ခြင်းတစ်ခုမှတစ်ခုသို့တွားရာတွင်တရိယာခြင်းသည်တင်းငဲ့သောအရာဖြစ်တော်လဲရင်းချက်ကထဲတွင်စဉ်းစားရန်အကျုံးဝင်နေသည်ဒေကာနဂျီကသူ့ဤဆောင်ဖြစ်သော မိတ္တဗလာထီက How to win friends and influence people တွင်ဤသို့မှတ်ချက်ပြုရေးသားထားခဲ့သည်လူပုဂ္ဂိုလ်တဦးရဲ့အမည်ဟာဘယ်ဘာသာစကားမှမဆိုအဲ့ဒီပုဂ္ဂိုလ်ရဲ့အချိုးများဆုံးနဲ့အရေးပါဆုံးအတန်ဖြစ်တယ်လို့မှတ်ပါကာနဂျီကအကြံပြုခဲ့သည်မှာ လူပုဂ္ဂိုလ်တူဤအမည်သည်သူဤသို့မဟုတ်သူမဤတန်ဖိုးရှိသောပိုင်ဆိုင်မှုပင်ဖြစ်သည်ဝန်တန်းအဖွဲ့ဝင်များသည်သူတို့ကိုယ်ပိုင်စတိုင်နှင့်ကြိုးဆိုခြင်းပြုလုပ်ရာဖြစ်နိုင်ကြောင်းအရစ္စတာဂျွိုင်းဝီလ်ဆင်ကပြသသည်ကျွန်တော်ဟာဖြစ်နိုင်တဲ့အကောင်းဆုံးအလုပ်ကိုအစဉ်အမြဲလုပ်ပါတယ်ကျွန်တော်ပြုလုပ်တဲ့နည်းလမ်းတစ်ခုကတော့လူတွေရဲ့အမိတွေနဲ့သူတို့တောက်တဲ့အရာတွေကိုလေ့လာပါတယ်ပြီးတော့သူတို့ခွေးရဲ့အမိနဲ့သူတို့ကလေးတွေဘယ်မှာကြောင်းတက်တယ်လဲဆိုတာနဲ့ဘာမဆိုသူတို့စီကစူးစမ်းပါတယ် ကျွိုင်းဒီဖောက်တဲ့များ၏အမိများကိုသိရှိခြင်းနှင့်ပတ်သက်၍အလေးနက်ထားသည်တကယ်တော့အလုပ်ပြီးသောအခါသူမသည်သူမဖောက်တဲ့များနှင့်ပတ်သက်သောချက်လက်များကို spreadsheet တွင်ထည့်သွင်းသည်ပြီးတော့ရင်းကိုတုံးသက်ဆန်းစစ်သည်ကြိုးဆိုခြင်း၏ရေးပါမှုကိုကျွိုင်းလေးစားတံပိုးထားမှုနှင့်ပတ်သက်၍ starbuck ကောင်းဆောင်များကကူညီခဲ့ကြပြီးသူမ၏ချင်းကပ်ဤကိုချီးကျူးကြသည်ကျွိုင်း၏နီလန်းကိုအသုံးပြုရန်ကောင်းဆောင်များကခြားသူများကိုမမျှော်လင့်ထားကြသို့မဟုတ်အားမပေးကြကြ ရင်စားခေါင်းဆောင်များအနေဖြင့်သူတို့၏ပါတနာများကသူတို့ဖောက်သည်များဆိုင်များအတွက်အကောင်းဆုံးအလုပ်ဖြစ်သောအရာများကို ရှာဖွေရန်လွတ်လွတ်လပ်လပ်ဆောင်ရွက်ရန်အားပေးထားသည်ထို့ပြင်ခေါင်းဆောင်ပိုင်း၏လက်ညှိုးမှုချိတ်ဆက်ပေးမှုနှင့်အနိုင်မဲ့လက်ခံမှုများမှတစ်ဆင့်ပါတနာများအနေဖြင့်ပုံမှုကောင်းမွန်ရန်နီးလန်းသင်များကိုဆောင်ရွက်ကြသည်ကျွန်တော်တို့ဟာလူတွေကိုဝန်ဆောင်မှုပေးနေတဲ့ coffee စီးပွားရေးလုပ်ငန်းတာမကဘဲ ကော်ဖီဝန်ဆောင်မှုပေးနေတဲ့စီးပွားရေးနယ်ပယ်ကလူတွေကိုလည်းဝန်ဆောင်မှုပေးနေပါတယ်။လူတိုက်မျိုးမှာလူသားချင်းတန်းတူရှိမှုအပေါ်မှာ Starbucks အမရစိတ်ကရှိနေပါတယ်။အတွေ့အကြုံ၈အနိုင်မဲ့မှုကိုအတိမတ်ပြုခြင်းဖောက်တယ်များအနေဖြင့်သူတို့၏အနိုင်မဲ့ခြင်းကိုရေရှည်အတိမတ်ပြုခံရခြင်းကို Starbucks ခေါင်းဆောင်များကနားလည်ကြသည်။ထို့ကြောင့်ရင်းခေါင်းဆောင်များသည်လူတိုင်းအနေဖြင့်အနိုင်မဲ့ပြီးအထူးဖြစ်ခြင်းကိုခံစားမိသောနိလန့်တစ်ခုတွင် လူအများအပေါ်ပြုမှုဆက်ဆံခြင်း၏အရေးပါမှုကိုဖန်တီးပေးကြသည်။ရင်းပုဂ္ဂိုလ်များသည်ဖောက်သည်များသို့မဟုတ်ဝန်တန်းအဖွဲ့ဝင်များဖြစ်ကြသည်။အောင်မြင်သောစီးပွားရေးခေါင်းဆောင်များသည်သူတို့ဝန်ထမ်းများအနိုင်မဲ့မှုအတွက်အလေးစားကြောင်းအာရုံစိုက်သည်။လေ့ကျင့်သင်ကြားပေးသည်၊အားပေးသည်၊ကြိုးစားနှုတ်ခွန်းဆက်ခြင်းကိုဦးစားပေးခြင်းပုံစံချင်းတွင်ကွဲပြားခြားနားမှုပုံစံသည် Starbucks တွင်ဖြစ်ပေါ်လာသည်။ကြိုးစားနှုတ်ခွန်းဆက်ခြင်းအတွက်ရေပွေရသဘောကိုတည်ရောက်ပြသည်။ဝန်ဆောင်မှုပေးရာတွင် ်ဝန်ထမ်းများ၏ကိုပိုင်ယူဆကိုခွင့်ပြုပေးသည်တင့်ကိုပိုင်အတွေ့အကြုံဖန်တီးရာတွင်အောက်ပါမိကုံများကိုတတိပြုတင်သည် အမတ်ရပွဲကောင်းသောကြိုးစုံမှုများကိုတင့်လုပ်ငန်းကတင့်ဖောက်တဲ့ကို ပေးနေရလားတင့်လုပ်ငန်းစီတို့ကြိုးစုံခြင်းဆိုင်ရာသူတို့၏အနိုင်မဲ့အမတ်စိတ်ကိုတင့်ဖွဲ့ဝင်တွေကပေါ်ဆောင်ရာတွင်တင့်ပဲလို့ကူညီတယ်လေဒီနေ့ဘယ်သူကိုတင့်ကြိုးစုံနိုင်တယ်လဲအနည်းတစ်ဝိုက်ကို ကြည့်မိရလား တင်းလုပ်ငန်းစီတို့ကြိုးစိုးစဉ်ဆိုင်ရာသူတို့၏အနိုင်မဲ့အမှတ်စိတ်ကိုတင်းဖွဲ့ဝင်တွေကပေါ်ဆောင်ရာတွင်တင်းဘလူကူညီကြတယ်။ဒီနေ့ဘက်သူကိုတင်းကြိုးစုံနိုင်ရတယ်။အနည်းတဝိုက်ကြည့်မိရလား။စိတ်မှန်မှုရှိပါစေ။ Starbucks အတွေ့အကြုံဆိုင်ရာ idea ၏အရေးပါမှုနှင့်စိတ်မှန်သော idea ကို partner များကအားပေးရန် Apex ကောင်းဆောင်မှုကကူညီပေးသည့်စိတ်မှန်ခြင်းဆိုင်ရာယူဆသည့်အတန်အသင့်ဖြောင့်မတ်မှန်ကန်သည့်သို့သောလေးနက်မှုရှိသည့် Starbucks တွင်စိတ်မှန်မှု၏ဆိုလိုရင်းမှာဆက်တွယ်ပါ ရှားဖွေတွေ့ရှိပါတုံ့ပြန်ပါဦးရေဖြစ်သည်ဖောက်တဲ့ဒူးချင်းစီအပြန်အလှန်ဆက်သွယ်မှုတွင်ရင်းစိတ်ပိုင်းသုံးခုကိုအာယုံဆိုင်ခြင်းသည်အရေးတွေးပိုင်းဆိုင်ရာဆက်ဆံရေးကိုဖွဲ့စည်းဖြစ်ပေါ်စေသည်ဖောက်တဲ့များသည်အကောင်းဆုံးမိတ်ဆွေများရှားဖွေနေသည်မဟုတ်ချေသူတို့သည်အပြုသဘောဆောင်သောဆက်သွယ်မှုကိုသာအလိုရှိကြသည်ကိစ္စရပ်ပေါ်တွင်သူတို့လူအင်ကိုအလိုရှိကြသည်သူတို့သည်လူသုံးဆောင်ပိုက်ဆိုင်အိတ်များနေဖြင့်ပြုမှုဆက်ဆံခံရသည်ကိုမကျေနပ်ကြချေ ချက်တမှုတည်းရဲ့ဖြစ်ပျက်ရန်အလို့ငါပုံကိုတူဦးနေဖြင့်ကြားသည့်ခံစားရမည်ဖြစ်သည်စစ်မှန်သောသဘောရုပ်သည်နှုတ်အားဖြစ်တော်၎င်းစားဖြစ်တော်၎င်းနားထောင်ကြည့်ခြင်းလိုအပ်သည်မျောလင်ထားမှုများနှင့်ဝန်ဆောင်မှုကိုဆက်တွယ်ပေးပါဒဏ္ဍာရီဆန်ဆန်ဝန်ဆောင်မှုသည်စစ်မှန်သောသဘောရုပ်ရှိသည့်လူဝင်စန္ဒနှင့်ကြိုးပမ်းမှုမှသာသည်ယင်းသည် ဖောက်တယ်မျောလင်သားဒီထက်တာလုံရန်ဖြစ်သည်ထက်ကထက်ကဆိုရပါလင်တာမန်ထက်ထူးကဲ့မှုကိုပြုလုပ်သော Starbucks ပါတနာများ၏ မျှဝေပေးသောအတွေ့အကြုံများဖောက်တည်များတွင်ရှိသည်ယင်းသည်ဖော်မြူလာဆန်သောနှုတ်ဆက်ခြင်းထက်တာလွန်ကောင်းမွန်သည့်အဆက်အသွယ်ကိုပြုလုပ်ပေးသည်ဥပမာပြရသောကယ်လီဖိုးနီးယားပြည်နယ်အော့ကလန်မှလိုက်တာမိုးသည် Starbucks တွင်သူမဘဝကိုစစ်မြန်လို့ကြောင်းတွေ့ရှိလာခဲ့သည်လိုက်တာသည်အတွက်ကော်ဖီဆိုင်တွင်အထူးအဆက်အသွယ်တစ်ခုကိုဖန်တီးခဲ့သည်ပါတန်များကစစ်မှန်သောနှီးလမ်းများဖြင့်အဆက်အသွယ်ကို ရှင်းသန့်အားကောင်းစေခဲ့သည် Starbucks ဝန်ထမ်းများကသူမကိုဂရုစိုက်ကြောင်းလိုက်တာကပြောပြခဲ့သည်။သူမ၏ဆက်ဆံရေးတိုးတက်မှုကိုထိမ့်သိမ်းထားခဲ့သည်။ကျမတို့ဆိုင်ကိုပြန်သွားပြီး Starbucks ရဲ့စေရေးဝန်ထမ်းနှစ်ဦးစကားပြောဆိုခဲ့ကြတဲ့အခါအဲ့ဒီပုံကိုဆိုင်မှာပြထားတော့ကျမတို့ကအဲ့ဒီဆိုင်ရဲ့ထင်ပေါ်ကျော်ကြားသူတွေ celebrities တွေလိုမျိုးဖြစ်ခဲ့တယ်လေ။လိုက်တာကသူမမင်္ဂလာဆောင်ပွဲအတွက် Starbucks မှာပါတနာတွေကိုဖိတ်ခေါ်ခဲ့သည်။အပြန်အလှန်အားဖြင့်သူတို့ကအထူးခမ်းအနားအတွက် ကော်ဖီဖြင့်လှူဒန်းကူညီခဲ့ကြသည်စီးပွားရေးလုပ်ငန်းများစွာတွင် ရင်းဆက်သွယ်မျိုးဘယ်တော့မှမပြုလုပ်ကြချေရင်းသည်အပိတ်ယူလုပ်ခြင်းသဘောမျှသာရှိသည်အဆုံးဆုံးအားဖြင့်လူပုဂ္ဂိုလ်ဆိုင်ရာအဆင့်တွင်ဆက်သွယ်ခြင်းအားဖြင့်ဖောက်တယ်များနှင့်ဝန်ထမ်းများသည်တာမန်ချိန်များတွင်အဆင့်မြင့်အသေးပဲရှိမှုကိုရှာဖွေကြသည်ထုတ်ကွန်ပစ္စည်းတစ်ခုကိုဆင့်မြင့်ရန်လူချင်းချင်းဆက်သွယ်မှုစွမ်းရည်နှင့်ပတ်သက်၍အင်တာဗျူးတစ်ခုတွင် Howard Scholz ကဤသို့ပြောဆိုထားသည် ကျွန်တော်တို့ကလူတွေကိုဝန်ဆောင်မှုပေးနေတဲ့ coffee စီးပွားရေးလုပ်ငန်းသားမကပဲ coffee ဝန်ဆောင်မှုပေးနေတဲ့စီးပွားရေးနယ်ပယ်ကလူတွေကိုလည်းဝန်ဆောင်မှုပေးနေပါတယ်။လူတိုင်းမြုံမှာလူသားချင်းတန်းတူရှိမှုအပေါ်မှာ Starbucks အမှတ်တံဆိပ်ကရှိနေပါတယ်။ကျွန်တော်တို့ဟာလူသားချင်းချင်းဆက်သွယ်မှုနဲ့လူအတိုင်းမျိုးဆက်သွယ်မှုအတွက်အားရှိတဲ့လိုအပ်မှုနဲ့လူရင်းစန္ဒကိုဆက်လက်တရိပ်ပေးပေါ်ဆောင်ခဲ့ပါတယ်။ဒါဟာစားသုံးသူရွေးချယ်မှုတွေကိုဆုံးဖြတ်ရမှာစမ်းသစ်ပြီးပါဝါရှိတဲ့စွမ်းအားတရဖြစ်ပါတယ်။ Starbucks ပတ်ဝန်းကျင်ဟာ coffee လိုပဲအရေးပါတဲ့ပတ်ဝန်းကျင်ဖြစ်လာပါပြီ။တနည်းအားဖြင့်စက်မှန်သောကောင်းဆောင်များသည့်သူတို့၏ပုံကိုတူးချင်းဆိုင်ရာအနှိုင်းမဲ့မှုသည်အခြားသူများနှင့်ဆက်သွယ်ရန်နီလန်တစ်ခုအားပေးခြင်းဖြင့်သူတို့ဝန်ထမ်းများကိုပြသထားသည်။အခြားသူများဟူသည်မှာဖောက်သည်များ၊ဝေဖန်သူများ၊တွဲဖက်လုပ်သားများ၊အခြားရှယ်ယာပိုင်ရှင်များ၊မန်နေဂျာများ၊အထောက်ကူပြုဝန်ထမ်းများ၊ချမ်းလုပ်ငန်းရှင်များ၊ဈေးတင်များစသည်ကိုပါဝင်သည်။အနှစ်သာရအပြင် အခြားသူများသည်ဂမေကဘာတစ်ခုလုံးရှိလူများနှင့်ညီများသည်အတွေ့အကြုံကိုရှာဖွေတွေ့ရှိပါအဆက်အသွယ်တစ်ခုဖန်တီးခြင်းတွင်နားထောင်ခြင်းသည်အရေးပါတော့လဲစီးပွားရေးလုပ်ငန်းအောင်မြင်မှုသည်ဖောက်တဲ့တဝူးကြီးဤလိုအပ်မှုများနှင့်ပုံကူတဝူးချင်းအခြေအနေကိုရှာဖွေတွေ့ရှိမှုလိုအပ်သည်ထူးဆန်းသောနေလန်တစ်ခုတွင်နောက်ထပ်ပုံကူတဝူးဤလုံရင်းများနှင့်ဆန္ဒများကိုရှာဖွေခြင်းအပြင်ဖောက်တဲ့ဆက်ဆံမှုသည် ကြည်နူးဝယ်ရာကောင်းသော တူညီသည့်နီလန်ပြေစာတင်သည်ဝမ်းနေဘွယ်ကောင်းသည်ကဖောက်တယ်ဆက်ဆံရေးနှင့်ဂျီနူးဘွယ်ဆက်ဆံရေးနှစ်ခုစလုံးသည်ရိုးစင်းစွာဆုံးသက်သွားသည်အကြောင်းမူကားတစ်ဖက်မှတုံးမဟုတ်နှစ်ဖက်စလုံးမှသူတို့၏ရှားဖွေတွေ့ရှိမှုလုပ်ငန်းစဉ်ကိုရပ်တန့်သွားသောကြောင့်ဖြစ်သည်ဖောက်တယ်ဝန်ဆောင်မှုသည်စိတ်ကူးရင်မဆန်သောအခါတွင်ယင်းရှားဖွေတွေ့ရှိမှု discovery သည်အနိုင်မဲ့ပြီးစစ်မှန်သောစီနောင်မှုကိုဖွံ့ဖြိုးတိုးတက်ခြင်းအတွက်မရှိမဖြစ်လိုအပ်ကြောင်း Starbuck ကနားလည်ထားသည် ယင်းသည်စုံစမ်းမေးမြန်းမှုမှတစင်လာသည်ဖောက်တဲ့အားလုံး၏အထူးရည်သွေးများကိုမိမိတို့စူးစမ်းဖော်ထုတ်ကြသည်တခါတရံတွင်သူတို့တွင်ရှိသောသူတို့မသိခဲ့သောတဝဲမှုများကိုတိမူလာအောင် Starbucks ကဖောက်တဲ့များကိုကူညီပေးသည်တုံပြန်ပါစီးပွားရေးလုပ်ငန်းတော်တော်များများသည်သူတို့၏ဖောက်တဲ့များနှင့်အမှန်တကယ်ဆက်သွယ်ပြီးယင်းဖောက်တဲ့များ၏လိုအပ်မှုများကိုရှာဖွေတွေ့ရှိရာတွင်သူတို့သည်သူတို့လိမ့်လာတွေ့ရှိသောအရာပေါ်တွင်အစဉ်အမြဲမပြေလည်ချကြည် စိတ်ဝင်စားမှုတွင် အချင်းကြကြယူသူတို့သည် ဖောက်တဲ၏အမှန်တကယ်တဝက်မှုကိုဖြည့်ရှင်းပေးရန်ကြိုးပမ်းမှုကို အချင်းတို့တို့နှင့်ပြုလုပ်ပေးကြသည် Starbucks ပါဒနာများကိုသူတို့ဖောက်တဲများအပေါ်နားထောင်မှုပြုယုံမျှမကသူတို့ကြားသောအရာပေါ်တွင်ခြေခံပြီးချက်ချင်းလဲတုံ့ပြန်ကြသည်အနာဂတ်တွင် ဖောက်တဲနှင့်အပြန်အလှန်ဆက်ဆံရေးအတွက်သူတို့တွေ့ကြုံများမှလေ့လာရန်လေ့ကျင့်ထားသည်ဆက်သွယ်ပါရှာဖွေတွေ့ရှိပါပြည်လင်းတုံ့ပြန်ပါ မိမိတို့တူးစီသည့်မိမိတို့၏ဆက်ဆံရေးများစီသို့ရင်းတို့ကိုပူပေါင်းပေးနိုင်သည်မိမိတို့ဆက်ဆံရေးတွင်အပေါင်းအသင်းများလောက်ဖော်ကိုင်းမများကြီးကျက်သူများလက်အောက်ငယ်သားများနှင့်ဖောက်သည်များပါဝင်သည်တင့်ကိုပိုင်းအတွေ့အကြုံကိုဖန်တီးပါတဲ့နှင့်တင်းလုတ်ဖို့ကံပတ်များကဝန်ဆောင်မှုပေးနေတော်သူများဤပြန်ပကင်းသည့်ဒဝိများပေါ်တွင်ရှာဖွေတွေ့ရှိမှုကိုအပိယံတင်ပါလုံနေသည်လေအပြန်အလှန်ဆက်သွယ်မှုနှင့်ရှာဖွေတွေ့ရှိခြင်းလုပ်ငန်းစဉ်တွင်တင်းကိုယ်တိုင်ပုံမူရင်းနှီးမြှုပ်နှံရန်နှင့်အခြားသူများကသူတို့ကိုယ်တိုင် ိုမိုရင်းနှီးမြှုပ်နှံရန်တင်ပါလုံနိုင်တယ်ရင်းရှားပွေ တွေ့ရှိမှုများကိုတင်အေးအေးယူဆောင်ရွက်နေပါသလားရင်းရှားပွေတွေ့ရှိမှုများနောက်တင်လိုက်ပါဆောင်ရွက်ပါသလားထဲ့သွင်းစဉ်းစားပါစတာဘက်ခေါင်းဆောင်မှုသည်ဂလိုဘယ်အဆင့်တွင်လိုအပ်မှုများကိုထဲ့သွင်းစဉ်းစားရန်ပါတနာများကိုစိန်ခေါ်သည်ဝန်ထမ်းဖွဲ့ဝင်များသည်ရင်းစိန်ခေါ်မှုပေါ်တွင်တသမှတ်ထဲဆောင်ရွက်ကြသည်သူတို့ကိုယ်တိုင်ထဲသွင်းစဉ်းစားမှုပြုလုပ်ခြင်းဖြင့် Starbucks ပါတနာများသည့်သူတို့ကိုယ်တိုင်လိုအပ်မှုများထက် ကြော်လုံးရေးကြည့်ကြသည် ထို့ပြင်အခြားသူများ၏လိုအပ်မှုများကိုထည့်သွင်းစဉ်းစားကြသည်ဤတွင်အခြားသူများဟူသည်မှာဖောက်တဲ့များဝေဖန်သူများတွဲဖက်လုပ်သားများအခြားရှယ်ယာပိုင်ရှင်များမန်နေဂျာများအထောက်အကူပြုဝန်ထမ်းများခြံလုပ်ငန်းရှင်များဈေးတင်များစသည်တို့ပါဝင်သည်အနှစ်သာရအားဖြင့်အခြားသူများသည်ကမ္ဘာတစ်ခုလုံးရှိလူများနှင့်ညီမျှသည် Starbucks နဲ့ရင်းဤထုတ်ကုန်ပစ္စည်းများတက်ရောက်မှုရှိသောအရာများနဲ့ပတ်သက်သည့် Starbucks အတွက် corporate အဆင့်တွင်ထဲသွင်းစဉ်းစားခြင်းဟူသည်မှာပါတနာများနှင့်ရင်းနှစ်ထိတွေ့ရှင်သန်နေသောပုဂ္ဂိုလ်များ၏ရည်ရှိဘဝဖူလုံရေးကိုထဲသွင်းစဉ်းစားခြင်းဖြစ်သည်အထူးသဖြင့် Starbucks အနေဖြင့်အခြားရွေးချယ်စရာ ပြန်လည်စမ်းသစ်သောစွမ်းအားရွေးချယ်မှုများကိုစူးစမ်းလေ့လာခဲ့သည်အဓိပ္ပာယ်ရှိသောပရမအဆင့်အနေဖြင့် Starbucks ကောင်းဆောင်မှုသည် American Company ဆောင်ရွက်သောဆိုင်များတွင်အသုံးပြုခဲ့သောစွမ်းအင်၏900ခန်းနှုန်းကိုလေစွမ်းအင်နှင့်အစားတူခဲ့သည်ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုများကို ၂၀၀ခန်းလုံးလျှော့ချခဲ့သည်ယခုအခါလေဆန်းရင်အသုံးပြုမှုသည်ကြောင်မီးတွေဆန်းရင်အသုံးပြုမှုထက်နှစ်ဆပုံမှုကုန်ကြသည် Starbucks စီမံခန့်ခွဲမှုသည်အကျိုးအမြတ်မြင့်တင်ရန်ချက်ချင်းလှုပ်ဆောင်သောနေ့ထက်ရေရှည်ရှင်သန်မှုနည်းလမ်းကိုတည်တည်ပြခဲ့သည်ကုမ္ပဏီနေဖြင့်နည်းလမ်းများစွာကို Global ဆန်းဆန်းထည့်သွင်းစဉ်းစားခဲ့သည် Ethos Water ရရှိခြင်းစိတ်ပိုင်းနေဖြင့် Starbucks ခေါင်းဆောင်များသည်လာမည့်၅နှစ်အတွင်းခွန်မျိုးစဲနိုင်ငံများတွင်ရေစီမံကိန်းများအတွက် ေါ်လာ၁၀တန်းပံ့ပိုးခြင်းရမန်ချက်တစ်ခုကိုချမှတ်ခဲ့သည်၂002ခုနှစ်တွင် Eidos ကိုတွေ့ရှိခဲ့ပြီးပလင်းတွင်ထည့်သွင်းထားသောရေရောင်းချမှုသည်ကမ္ဘာအနှံပြားတွင်ကလေးများအတွက်တန်ရှင်းသောရေများပံ့ပိုးခြင်းတွင်ကူညီခဲ့သည် Starbucks သည် Eidos ရေပလင်းကို ရောင်းချခဲ့သည်ကမ္ဘာအနှံရေစီမံကိန်းများ၏900ခန့်လုံးကို Starbucks ကပံ့ပိုးပေးခဲ့သည် Starbucks နှင့်လူမှုရေးဆိုင်ရာထည့်သွင်းစဉ်းစားမှုများစရင်ကို Corporate ဆင်ရကြည်လင်ကျောင်းများဆောက်လုပ်ခြင်းနှင့် တမိုင်းစည်းကမ်းများမှကော်ဖီဂင်းကိုပံ့ပိုးခြင်းအထိပါဝင်သည်ကုမ္ပဏီ၏ပစ္စည်းပေးသွင်းသူများနှင့်ပတ်ဝန်းကျင်ကိုရှင်သန်အားကောင်းစေသောနည်းလမ်းကိုထည့်သွင်းစဉ်းစားရုံများမက Starbucks တွင်အမျှော်မြင်ကြီးသောအခြားဦးစားပေးချင်းကပ်နီးမှတစ်ဆင့်ပြီးမြောက်အောင်မြင်နိုင်သောအရာကိုပါတနာများအားပြသခြင်းဖြင့်ဤနှင့်သောအကျိုးသက်ရောက်မှုလည်းရှိသည်စတိုးဆိုင်ဆင့်တွင်ဒေသဆိုင်ရာပတ်ဝန်းကျင်နှင့်လူမှုရေးပြဿနာများအရာထည့်သွင်းစဉ်းစားရန်နည်းလမ်းများကိုပါတနာများကတွေ့ရှိထားသည် လူတိုက်မြုံဆိုင်ရာခန်းစားမှုနှင့်အခြားသူများကိုလေးစားခြင်းသည်ခင်မီလုပ်ငန်းခွင်တွင် တွေ့ရခဲ့သည်။တွဲဖက်လုံသားများသည်ဖောက်တဲ့များပေါ်ဆက်ဆံသည့်ထက် နောက်ထပ်အခြားလူအပေါ်ဆက်ဆံခြင်းကပုံမဆိုးရခဲ့သည်။ကောင်းဆောင်မှုကပြုလုပ်သောထဲသွင်းစဉ်းစားပွဲဆောင်ရွက်မှုများသည်ဝန်ထမ်းအဖွဲ့ဝင်များကြားစဉ်းစားတွေးခေါ်ပြီးလေးစားပွဲကောင်းသောပြုမှုကိုအားပေးရန်ဆောင်ရွက်နိုင်သည်။ကုမ္ပဏီတစ်ခု၏ယဉ်ကျေးမှု၏အစိတ်အပိုင်းတစ်ခုအဖြစ်စဉ်းစားတွေးခေါ်မှုနည်းလာသောအခါကိုကျိုးသာကြည့်သော အံ့ဩဖွယ်ဆောင်ရွက်မှုများဖြစ်ပျက်လာသည် Starbuck ခေါင်းဆောင်များသည်ထဲသွင်းစဉ်းစားခြင်းကိုဦးစားပေးပြီးဝန်ထမ်းများကိုအားပေးကြသည်ယင်းခေါင်းဆောင်မှုပတ်ဝန်းကျင်တွင်တာမန်မှသည်တာမန်ထက်ထူးကဲ့မှုသို့အသွင်ပြောင်းခဲ့သည်တင့်ကိုပိုင်းအတွေ့အကြုံကိုဖန်တီးပါတင်တင့်လုပ်ငန်းတင့်လုံမှုအတိုင်းမျိုးနှင့်ယခုတင့်ပတ်ဝန်းကျင်နှင့်အနာဂတ်ကောင်းမွန်ရေးကိုရည်ရည်ထိန်းထားမိအရှိတို့ဆက်လက်လမ်းနိုင်သောပါတနာပြဖို့တွေကပါလေဘယ်သူတွေရဲ့လိုအပ်မှုတွေကို တင်းနဲ့တင်းကုံတွေကထဲ့တွင်စဉ်းစားနိုင်သလားတင်းကိုယ်တိုင်ဘလောက်ရင်းနှီးမြှုပ်နှံနိုင်သလဲပြီးတော့တင်းအတင်းဖွဲ့ဝင်တွေကိုပုံမထဲ့တွင်စဉ်းစားဖို့ပုံမရင်းနှီးမြှုပ်နှံဖို့တင်းဘလို့အားပေးနိုင်ပါသလဲနောက်တွေ့ကြုံတစ်ခုကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ဝန်ထမ်းတူနေဖြင့်ထုတ်ကုန်ပစ္စည်းဤမူလစင်မြင်များရည်သွင်းများနေပတ်သက်၍ပုံမတိလေလေဝန်ထမ်းတူနေဖြင့်ဖောက်တဲ့ဤဘဝကွဲပြားခြားနားမှုကိုပုံမတိလာလေလေဖြစ်သည်အတွေ့အကြုံ၁၀ အသိပညာကျွယ်ဝပါစေ။ Starbuck ခေါင်းဆောင်များသည်ပါတနာများကိုအသိပညာဗဟုသုတကျွယ်ဝဖို့မေးမြန်းပြောဆိုနေစဉ်သူတို့သည်ဝန်ထမ်းများကိုမိမိတို့ပြုလုပ်သောအရာကိုချစ်မြတ်နိုးဖို့နှင့်ယင်းကိုအခြားသူများနှင့်မျှဝေခံစားရန်အားပေးနေကြသည်။သတင်းချက်လက်ခကြည့်တွင်မိမိတို့အသက်ရှင်မှုတွင်ပြုလုပ်သောအရာကအကြောင်းရင်းမဟုတ်ချေ။အလုံးနှင့်ဆက်ဆက်နေသောအသိပညာဗဟုသုတမိမိတို့ရရှိသောအခါမိမိတို့ကြိုးပမ်းမှုများတွင်တံပိုးပေါင်းဆက်ထည့်သွင်းပေးဖို့အရေးကြီးသည်။ပုံမူအရေးကြီးသောအချက်ကား မိမိတို့သည်တရင်ချက်လက်ပုံမှုရရှိလာသောအခါစီးပွားရေးလုပ်ငန်းတွင်ထားရှိသောမိမိတို့၏တန်ဖိုးမိမိတို့၏ကိုကိုကိုယုံကြည်မှုနှင့်တခြားလူများပေါ်တွင်မိမိတို့ထားရှိသောစိတ်မှန်သောအကျိုးသက်ရောက်မှုအားလုံးတိုးတက်လာပေသည်။ Starbuck Manager များသည်သူတို့၏ကြွမ်းကျင်မှုကို Coffee နှင့်ဖောက်တဲ့ဝန်ဆောင်မှုနယ်ပယ်များတွင်မြင့်တင်ရန် Partner များကိုအားပေးရုံမကခေါင်းဆောင်မှုအပိုင်းနေဖြင့်အဆိုပါအသိပညာဘူးတုဒ္ဒရရှိခြင်းအတွက်မလုံးများနှင့် ပုံမှန်တင်တဲ့အခွင့်အလမ်းများကိုလည်းပေးစွမ်းသည်ထို့ပြင်ပုံမှုခင့်ပြီးသောစားသုံးသူများအတွက်ပြုလုပ်သောဖောက်တဲ့များနှင့်အသိပညာဘူးတုဒ္ဒမျှဝေခြင်းကိုစီးပွားရေးလုပ်ငန်းခေါင်းဆောင်အနေငယ်ကပြုလုပ်သောတစုံတရာကို Starbucks ကအလုပ်မှုဆောင်များကနားလည်ကြသည်ဒီအတွက်ကြောင့်ရင်းဖောက်တဲ့များသည်တင်ထုတ်ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများအတွက်ပြင်းပြထက်သန်မှုတိုးတက်လာခဲ့သည်တင်ဤစီဝိုင်းလုပ်ငန်းကပေးစွမ်းသောတိမ်မွေသောအချက်ပေါ်တွင်စူးစမ်းလေ့လာရန်စိတ်အားထက်သန်လာကြသည် အသိပညာနဲ့ဝန်ဆောင်မှုစီးပွားရေးကိုပေါ်ဆောင်သောယနေ့ကာလအတွင်းဖောက်တဲ့အတွေ့အကြုံကိုမြင့်တင်ခြင်းဖြင့်မိမိတို့၏စီးပွားရေးလုပ်ငန်းတွင်ထက်ဆင့်တိုးမြင့်တန်ဖိုးမြင့်လာခဲ့သည် အပြန်အလှန်အားဖြင့်ဖောက်တဲ့များကသူတို့၏တစ္ဆာရှိမှုကိုမိမိတို့၏စီးပွားရေးလုပ်ငန်းကိုပေးစွမ်းကြသည်ဖောက်တဲ့များအနေဖြင့် Starbucks ဝန်ထမ်းများကို အပေးယူလုပ်သူများထက်စာလျင်ယုံကြည်စိတ်ချရသောအကြံပေးသူများအနေဖြင့်တွေ့မြင်လူကြသည်ပုံမှန်သင်တန်းပေးခြင်း Starbucks တွင်ပါတနာအားလုံးကို Coffee အသိပညာဘုဒ္ဓဖွံ့ဖြိုးတိုးတက်ရန်အားပေးကြသည်။ယင်းသည်ပေါက်သည်များအတွက်လူပုဂ္ဂိုလ်ဆိုင်ရာထိုးထွင်းမြင်များကိုဦးတည်နိုင်သည်။ဥပမာအားဖြင့် Coffee မှထုတ်လိုက်သောအနံ့မွေးသောအဆင့်မှတဆင့်အရည်တွေးမြင်မှသော Coffee ကကောင်းမွန်သောအရာသာကိုမြည်သို့ပံ့ပိုးပေးသည်ကိုပေါက်သည်များလေးစားတန်ဖိုးထား၏ကုညီယံပါတန်များကသူတို့၏အသိပညာကိုအသုံးပြုကြသည်။ Coffee Passport Program ကဲ့သို့သောကနအူးဆောင်ရွက်မှုများမှတဆင့်ခေါင်းဆောင်ပိုင်းအနေဖြင့် ယင်းအသိပညာဘူးတုဒ္ဒရရှိမှုကိုအပိတ်မြင်တင်ကြသည်ယင်းပရိုဂရမ်တွင်ပါသနာတင့်များကိုစာမျက်နှာ104မျက်နှာရှိသောစာအုပ်ကိုပေးသည်ယင်းပါသနာတင့်များဝန်ထမ်းတင့်များသည်အလောက်ခံပြီးပထမရေပောင်း90တွင်ယင်းစာအုပ်ကိုအပိဖတ်သည်ယင်းစာအုပ်တွင်ကော်ဖီဆိုင်ပြုနေသောဒေသများကော်ဖီဆိုင်ပြုခြင်းဆိုင်ရာသတင်းချက်လက်များကော်ဖီရတာခံခြင်းဆိုင်ရာသတ်မှတ်ချက်များ Starbucks Coffee ကပေးဆွမှုများစည်ရင်းတို့ပါဝင်သည်ပါတနာများသည် ယင်း passport ကိုရည်ညွှန်းချက်တစ်ခုအနေဖြင့်အသုံးပြုရန် မျှော်လင့်ထားရုံမျှမကတစ်နှစ်လျှင်နှစ်ကြိမ် Starbucks ၏အတိတ်ကကြာသော coffee အားလုံး၏အတည်ပြုထားသောအရသာခံခြင်းများကိုလည်းပြည့်မြောက်ရသည်ထို့ပြင် Starbucks ဝန်ထမ်းများကိုတပတ်လျှင် coffee တစ်ပောင်ကိုငွေကြေးမယူဘဲအခမဲ့ပေးသည်ဝန်ထမ်းများအနေဖြင့်ပြန်လည်ပြည့်မြင်လာသော Starbucks ထုတ်ကုန်ပစ္စည်းများ၏ဘဝတုဒ္ဒများတရှိမှုကိုပုံမူတေကြစေရန်ဖြစ်သည် coffee ဆိုင်ဇပွဲတို့များကိုလည်း coffee master များဖြစ်လာရန်ဖြစ်နိုင်ခြင်းကိုစူးစမ်းလေ့လာဖို့အားပေးကြသည်စင်မှန်သော coffee ကျွမ်းကျင်သူများဖြစ်လာရန်စိတ်အားထက်သန်သော Starbucks partner များအတွက် coffee masters ဟုတက်မှတ်ထားသည်ယင်း coffee master များကိုရရှိရန် coffee ဆိုင်စပွဲတို့တို့သည်တိတာထူကြသောအချိန်ပေးရသည်တင်းနှဲများကိုပြည့်မြောက်ရမည်ဖြစ်သည်မြန်မာသောဆန်ဆောင်မှုစီရင်ဆိုင်ရာစစ်ဆေးမှုမျိုးစုံကိုအောင်မြင်ရမည်ဖြစ်သည် coffee ရတာခံမှုများစွာကိုဥဆောင်နိုင်ရမည်ဖြစ်သည်ပုံမှန်အားဖြင့်ရင်းတင်နှံပေးခြင်းသည် 3လကာလကံအချိန်ယူကြရသည်ဆင်မနာများပြုလုပ်ခြင်းနှင့်အကြောင်းအရာဆိုင်ရာများတင်ပြခြင်းများလည်းပါဝင်သည်ယင်ပညာပေးမှုရရှိရန်ကော်ဖီစပွဲတို့များကဲ့သို့ဖောက်တယ်နှင့်ရင်ဆိုင်နေရသောပါတနာများအတွက်အသေးပဲရှိရှိဆောင်ရွက်နေစဉ် Starbucks ခေါင်းဆောင်များသည်အဖွဲ့အစည်းတစ်လျှောက်လုံးယင်ကော်ဖီမာစတာလက်မှတ်အတွက်အားပေးနေသည်ဒီအတွက်ကြောင့် marketing နှင့်ဥပဒေဌာနများတွင်ပေးထားသော coffee master seminar များကိုတွေ့မြင်ရသည်ကတမေဥကြပုံစံတော့မဟုတ်ကြီးတင်နန်းပေးခြင်းသည်တိုးချဲ့လာသောအချိုးအစားတစ်ခုဖြစ်သည် ုမ္ပဏီနေဖြင့်ယင်း၏ bottom line ကိုမြင့်တင်ပေးရန်လိုအပ်သောအခါ budget များဖြတ်တောက်ရာတွင်တင်နန်းပေးခြင်းသည်လည်းတစ်ခုပါဝင်ဖြစ်သည်တင်နန်းပေးခြင်း၏စစ်မှန်သောငွေရေးကြေးဆိုင်ရာအရာထင်မှုကိုတိုင်းတားရမဖြစ်နိုင်တော့လဲ Starbucks အနေဖြင့်တင်နန်းပေါ်တွင်အဘဲကြောင့်ငွေများစွာတုံးဆသည့်ကတူတယောက်နေဖြင့်စဉ်စားတွေးတော့เสียဖြစ်နေသည်ကအမှန်တရားပဲဖြစ်သည်ယင်းတွက်ဖြစ်သည်ကအသိပညာပါဝါဖြစ်သည်ပင်ဝန်ထမ်းတို့နေဖြင့်ထုတ်ကုန်ပစ္စည်း၏မူလစင်မြင်များအရေးတွေးများနှင့်ပတ်သက်၍ ပုံမူသိရှိရင်းလေးဝန်ထမ်းတဦးအနေဖြင့်ဖောက်တဲ့ဤဘဝကွဲပြားခြားနားမှုကိုပုံမူသိရှိလာလေလေဖြစ်သည်ထုတ်ကုန်ပစ္စည်းသို့မဟုတ်ဝန်ဆောင်မှုကအကြောင်းမဟုတ်ချေဖောက်တဲ့များသည်သူတို့ကိုကူညီသောအသိပညာဘုဒ္ဓတာပေါ်သောလူများပေါ်တွင် အားထားကြသည်သူတို့တွင်ဖြတ်မှန်လိုအပ်မှုများရှိသောအခါယင်းပုဂ္ဂိုလ်များနှင့်စီးပွားရေးလုပ်ငန်းများကိုသူတို့တည်ရကြသည်တိုင်တိုင်ရန်ခက်ခဲနေစဉ်အသိပညာဘုဒ္ဓတာ၏စွမ်းအားပါဝါသည် Starbucks နှင့်ယင်းဤဖောက်တဲ့များအတွက် ကောင်းစွာနေရာယူချထားသောရင်းနှီးမြုပ်နှံမှုဖြင့်တနန်ပေကျင်းကိုပြုလုပ်ထားသည်ကြီးရှိနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးများ၏တင်ပါတယ်နောက်ထပ်ပိုင်းဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်မင်္ဂလာရှိသောနေ့ရက်များပိုင်ဆိုင်နိုင်ပါစေခင်ဗျာ